နိုင်နိုင်စနီတို့တာဆင်ပါတဲ့ကျွန်တော်မင်္ဂလာပါရှင်ဖြစ်ပါတယ်ဆရာမအားလုံးပဲမင်္ဂလာပါရှင်ဆရာမမဝင်းမြင့်ရေးသားထားတဲ့ကုမွန်တောင်တန်းလွမ်းစီဘူဖန်ဝှထုကိုအပိုင်းလေးနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါရှင်ဒီမနဲ့အတူနားဆင်ခံစားပေးကြပါဦးရှင်ညာမေတင်ကလူဝင်ကြီးမောင်နှံကိုအမေအဖေဟုခေါ်သည်လူဝင်ကြီးမောင်နှံနှင့်ညာမေတင်တို့သည် တယောက်စကားကိုတယောက်မတတ်ကြတော့လဲလူဝင်ကြီးမောင်နှံကဘာကိုဆိုလိုသည်ညာမေတင်ကဘာကိုဆိုလိုသည်ကိုမူကောင်းစွာသဘောပေါက်နားလည်နေကြပြီဖြစ်ရာအဟိတ်တရိစ္ဆာန်ဖြစ်သောလူဝင်ကြီးမောင်နှံနှင့် လူသားဖြစ်သောညာမေတင်တို့ဆက်ဆံမှုသည် အခက်အခဲမရှိတော့ဘဲဖြောင်ဖြူချောမောနေသည်ညာမေတင်အနေဖြင့်နေရင်ပြည့်ကြပြီဤနေရာရောက်ခါလူဝင်ကြီးမောင်နှံဟိဆောင်းလျှောက်ပြုစုခြင်းကို ခံယူလာခဲ့သည်မှာ ယခုဆိုလင်း10နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည် လေးနှစ်သမီးအရွယ်ကရောက်လာ၍ယခုအသက်14နှစ်ပင်ရှိနေပြီဖြစ်သောညာမေတင်သည် သူ့ဘဝကိုတတိတော့ရနေသည်သို့သောတကယ်ဖြစ်ခဲ့သည်လားအိမ်မက်မက်ခဲ့သည်လားဆိုသည်ကိုမူတည်တည်ကြကြမဝေးခွဲတတ်တော့ချေသူ့အနေဖြင့်မြည်သည့်နေရာကို ရောက်နေကြောင်းကိုမူသူမသိတော့ လူဝင်ကြီးမောင်နှံနှစ်ဦးထံမှထွက်ခွာသွားမည်ဆိုကလည်းမြည်သည့်နေရာကိုသွားရမည်ကိုလည်းသူမသိတော့သွားလည်းမသွားတတ်မြင်မသောအစ်ပင်ကြီးထက်ရှိလူဝင်မောင်နှံနှင့် အတူနေထိုင်ရာအတိုက်ထဲမှ အောင်မြေပြင်သို့ငုံကြည့်လိုက်သည့်အခါတခါတည်းရန် ကြောင်မဲ့ဖွယ်ကောင်းသောကြားကြီးတွေသည်သူရဲ့ရဲ့ဖြစ်သားကောင်းတွေကိုခြိလာသည်ကိုတွေ့ရသည်။ကြောက်စရာကောင်းသောဆင်ရိုင်းအုပ်ကြီးသည်သူတို့အင်အားဖြင့်နင်းချေနိုင်သမျ တစ်ပင်ခြုံပုံများကိုမောမွားကြီးအောင်နင်းချေသွားသည်ကိုလည်းတွေ့ရသည်လူဝင်ကြီးမောင်နှံသည်ရခင်ကညာမေတင်ကိုတယောက်ထဲမထားခဲ့ပဲလူဝင်မကြီးကဆောင်းလျှောက်ကြံရည်တော်လဲညာမေတင်အရွယ်ရောက်လာသည်ကတကြောင် သူတို့ကိုခင်တွယ်နေကြောင်းနားလည်ထား၍ကတကြောင်ညာမေတင်တယောက်ထဲဝေးဝေးလန်လန်တို့မသွားတဲ့အကြောင်းကိုလည်းသူတို့တဘာဝအသိဉာဏ်ဖြင့်တည်ထား၍ကတကြောင် တစ်ပင်မြင့်ကြီးထမအတိုင်ကြီးထဲမှာညာမေတင်ကိုတယောက်ထဲထားခဲ့ပြီးလူဝင်ကြီးမောင်နှံသည်၎င်းတွဲလျက်အစာရှာထွက်လျက်ရှိကြသည်ညာမေတင်သည် အနေကြလာသောအခါသူ့ဘဝဟောင်းကိုတခါတည်းရန်ပုံမေးရီဝေစွာတွေးမိတော်လဲရွံ့ရွံ့ဆွေးဆွေးမဖြစ်တော်ချေလူဝင်ကြီးမောင်နှံကိုမိဘတပွဲချစ်ခင်တွေ့တာချင်းဖြင့်တန်ရောစဉ်ကြီးနေတော်သည် ထို့ကြောင့်တခါတည်းရန်လူဝင်ကြီးမောင်နှံအစာရှာထွက်၍ကြာသည့်အခါများမှာညမေတင်သည် အတိုက်ထဲမှထွက်လာခဲ့သည် အနာမှာရှိသောတစ်ပင်တွင်ဤကွာဆုံးခေါင်းထဲမှပေါအောင်နေခြင်းဖြင့်လူဝင်ကြီးမောင်နှံကိုကြည်စေတတ်သည်အတိုက်ကိုပြန်ရောက်၍ညမေတင်ကိုမတွေ့သောအခါလူဝင်ကြီးမောင်နှံသည်ရှာဖွေလာသော အစာစာတွေကိုပြေးချကာညမေတင်ကိုအေးတကြီး ရှာဖွေကြသည် သူတို့ဘာသာဘာဝအတန်ပြူဟိကြွေးကြသည်လူဝင်မာကြီးကလူသားမိခင်တစ်ဖွဲသူရင်ကိုယ်သူထုကငိုကြွေးသည့်တရံဖြင့်ကြည်ကြည်ကွဲကွဲအတန်ပြူသည် လူဝင်ကြီးက ဆောင်းရောက်ထိုင်ကငင်းငိုင်းနေတော်သည်ခိုခါမညာမေတင်သည်လူဝင်ကြီးမောင်နှံဟိကြွေးသည့်အတန်တိုင်းဟိကြွေးကဒီကောင်းထဲမှရေရင်မောမောထွက်လာတတ်သည်လူဝင်ကြီးမောင်နှံကဝမ်းသာအားရဖြင့်သူထံအပြေးလွှားရောက်လာကြသည် ။တယောက်တည်းပိုက်ပွေကမာရီပြောမှမသိ။အသက်မင်းမရှူပဲပြောကြသည်။လူတို့ဘာသာဖြစ်ဆိုပါလဲ။သမီးရဲ့ဘာကြောင့်များပုံနေရသလဲကွယ်။မေတို့အဖေတို့သမီးလေးကိုသာပြန်မတွေ့ရင်ရင်ခွဲပြီးတရားတော့မယ်။ပူ၍ပြောကြမည်ဖြစ်သည်။လူဝင်ကြီးမောင်နှံဖြစ်ပုံကိုမြင်ရသောညာမေတင်သည်စိတ်ထဲမှာများစွာတနာသွားသည်။ထို့ကြောင့်နောင်ကိုဘယ်တော့မှအဖေနဲ့အမေကိုစိတ်မကောင်းအောင်မလုပ်တော့ပါဘူးဟု မျက်ရည်လေးလေးဖြင့်ပြောကာလူဝင်မာကြီးရင်ဝင်တဲ့သို့ဦးကောင်းကိုနှိမ့်မြုံလိုက်သည်ညာမေတင်သည်မိဘနှစ်ပါးနှင့်ရောကြီးကြီးမင်းနှင့်ရော နေထိုင်စဉ်က သူကိုယ်သူတင်တင်ဟုသုံးလုံးခဲ့သည်ယခုမူထိုသုံးလုံးကိုမိခဲ့လိမ့်မည်လူဝင်ကြီးမောင်နှံနှင့်စကားပြောသည့်ခါတိုင်းလူဝင်ကြီးမောင်နှံနားလေသည် မလဲသည်ကို သူသတိမပြုမိတော့သူပြောခြင်းတို့သာပြောနေတော်သည်ညာမေတင်သည်အသက်၄နှစ်သာရှိသေးသည့်အချိန်က ចောင်းကိုမပို့သေးတော့လဲအိမ်မှာပဲမိခင်နဲ့ဖခင်အားလက်သည့်ခါတိုင်းရုပ်ပုံလေးတွေပြပြီးစာသင်ပေးခဲ့တဲ့ဖြင့်အင်္ဂလိပ်အက္ခရာ ABCD စသည်တို့ကိုမှတ်မိခဲ့အလို့ရခဲ့သည်ဗမာအက္ခရာ B 33လုံးကိုလည်းအလို့ရခဲ့သည်မှတ်မိခဲ့သည်ကလေးကဗျာများကိုလည်းနှုတ်တိုက်ရခဲ့သည်ယခုတော်လေးရောက်နေသောအခါပြင်းသည့်ခါတိုင်း ABCD ကို၎င်း၊ကာကြီးခါခွေးကို၎င်း၊ကြပြားလေးတွေကို၎င်း တချင်းဆိုသလိုဆိုနေတတ်သောကြောင့်ယခုထက်တိုင်းမမီသေးပဲနှုတ်တိုက်ရနေသေးသည်တစ်ပင်အောင်မြေပြင်ကိုဆင်းသည့်အခါမှာမြေပြင်ပြောင်ပြောင်လေးတွေ့လျင်တေကိုင်းကြောင်လေးတစ်ခုဖြင့်ဒူမှန်းမိနေသေးသည့်အင်္ဂလိပ်အခရာမြမအခရာများကိုရေးချနေတတ်သည်တခါတည်းရန်မိခင်ကြီးတင်ပေးခဲ့သော ပြိုလေးတို့ငန်းဦးယုံကူးလို့ပြေးကြည်လိုက်ကြဟေတော့ချီမရွှေယုံနဲ့ကဲထိတ်ကွက်နှင်လေး ဒီလေနှင့်ဒီရေများများပေရဲ့လေလောင်းယူခဲ့ဟင် ခေယူခဲ့စိမ်မဲဦးကိုကူးဆိုရဲ့လေဘူတော်ရှိယူကပြားလေးကိုအော်ဆိုနေတတ်သည်ထိုခါလူဝင်ကြီးမောင်နှမ်းသည်သူတို့ချစ်တော်သမီးလေးအတန်ကိုကြား၍မငီးသည့်အတွင်မျက်လုံးတွင်ကိုမှီးကာနားဆိုင်ထောင်နေတတ်သည် သို့တော်သူနာမည်ညာမေတင်းဆိုသည်ကိုမူသူမေ့နေခဲ့သည်ပြီမိဘနှမနှင့်ကြီးကြီးမေနံမီကိုက လုံးဝမမှန်မီတော့ လူဝင်ကြီးမောင်နှံကရှာဖွေကြွေးမွေးနေသည်ကိုအေးလူလူစားနေရတော့လေလူသားသားလေးဖြစ်သောညာမေတင်သည်တခါတည်းရန်များစွာပြင်းရင်းဝေးမိသည်တခါတည်းရန်မှိုင်းနေတတ်သောညာမေတင်ကိုကြည်ပြီးလူဝင်ကြီးမောင်နှံသည်ညာမေတင်ညှိဝေချောင်းရိမ့်မိဟန်တူသည်သူတို့ပါမှိုင်းနေတတ်သည်ညာမေတင်ကိုအလိုလိုက်သောအဖြစ်ညာမေတင်တစ်ပင်အောက်ဆင်းပြေးကစားနေသည့်အခါမှာလှုပ်ပေးထားလိုက်ပြီးသူတို့မောင်နှံကညာမေတင်ကို ိုရိုင်းတရိတ်ဆိုင်တွင်ဘီကင်းအောင်စောင့်ကြည့်နေကြသည်။ညမေတွင်ပြန်ကျင်သည့်ခါမှသူတို့ကနောက်မှလိုက်လာကြသည်။တောထဲမှာအကြောင်းမျိုးမျိုးကြောင့်ဒေဆိုးရသည့်သားကောင်တို့၏တရီတွေကိုလူဝင်ကြီးကရှာဖွေစူးစောင်းပေးထားခဲ့သည်။ထိုတရီတွေကိုဝတ်နေသောညမေတွင်သည်တခါတရံကြားရီတခါတရံကြတိရီတခါတရံဝက်ဝင်ရီခါဒီယံကြီးမာလာသည့်စပယ်ကြီးမွေရီတို့ဘူပင်ဝိယုံထားသောညာမီတင်က မြည်သည့်သားကောင်၏အရေကိုဝေယုံသည်ဖြစ်စေကြက်သည်ရှိပြီးချစ်စရာကောင်းမြဲဝင်ပါတော့အသားရင်ဖြင့်တော်ကြီးပြောမယ်လေကတော်ရိပ်တောင်းရင်ကြောင့်ဆိုပြေလန်းဆန်းကလူသားတစုံတယောက်တွေ့ခဲ့ပါလေတော်ဆောင်ရှင်မပင်ဖြစ်သည်တလားဟု အထင်မှားလောက်စရာရုပ်ရည်မျိုးဖြစ်နေသည်ယနေ့လူဝင်ကြီးမောင်နှံသည်ညာမေတင်ကိုခေါ်ကားတော်ရဲသူ အတော်ဝေးဝေးရောက်သည့်အချိန်လှဲ့လေပြတာကြသည် ထိုနေ့မှာညာမေတင်သည်ဝဝင်ရေကိုဝေယုံထားသည် ထိုကြောင့်အမှန်မဲ့ကြီးလိုက်လေလူဝင်မိသားစု၃ယောက်ဟုထင်စရာဖြစ်နေသည်ညာမေတင်သည်ဥကောင်းမှာနှက်မှောင်ရှည်လျားများပြားလှသည့်သဘင်တွေကို ရှင်းလဲမရှင်းတတ်ရှင်းစရာလဲမရှိထိုကြောင့်ငွေကြိုးသေးသေးတစ်ချောင်းဖြင့်ချီပြီးဥကောင်းထဲတွင်ဖြစ်သလိုစူထုံးထားလိုက်သည် ထိုချိန်မှာညာမေတင်အသက်ကြီး16နှစ်အရွယ်ရောက်နေပြီ တော်ရိုင်းတိရစ္ဆာန်တွေနှင်းတွေးလျင်လူဝင်ကြီးမောင်နှံဤတင်ကြပေးမှုကြောင့်ကျင်းလဲစွာရှောင်တိန်တတ်သည်တပင်တဲဆင်းအကူအတန်းငွေတန်းခူရများတော်မြောက်တွေကပင်အရှုံးပြရလောက်အောင်ကျွမ်းကျင်နေသည်ခန္ဓာကိုယ်သည်အလိုလိုလေးကျင်ပြီးသားလို ဖြစ်နေသောကြောင့်ညာမေတ္တီကိုလုံးကိုပေါက်သည်ကျင်းလဲဖြောင်းဖြူပြီးအချို့အစေးကြနာလှပတောင်းတင်းနေသည်ဖြင်းမြန်ဖြက်လက်သည့်နှင့်အမြယောက်ျားကြီးတယောက်နီးနီးတန်ဆွမ်းသောအားရှိနေသည် လူဝင်ကြီးမိခင်နှင့်ဖခင်နှစ်ယောက်ကြားမှနန်းလျှောက်လာခဲ့ရသောညာမေတင်သည်လွန်စွာပျော်နေသည် တောတောင်တစ်ပင်တွေကိုမြင်ရသောညာလဲမြည်သည့်တစ်ပင်မြည်သည့်အသီးပွင်မြည်သည့်ပန်းဟူ၍တော့မတည်တော်ချေလှပသောပန်းမွင်တွေကို တွေ့လျင်ခုဆိုပြီးဥကောင်းထက်ရှိရှုပ်ထွေးနေသောသပင်တဲသို့ထိုးဆိုင်လိုက်တတ်သည်တည်တည်တည်ရွဲ့တည်ဥမြင်နေအမျိုးမျိုးကိုမသိတော်လဲစားကောင်းသည်မစားကောင်းသည်ကိုမူ လူဝင်ကြီးမောင်နှံဤပညာပေးမှုကြောင့်ကျွမ်းကျင်စွာခွဲခြားတတ်နေသည်ဤမြလာဝေးဝေးလန်းလန်းတစ်ခါမှမတွားခဲ့ဘူးသောညာမေတင်သည်အထူးပင်ရှင်လန်းဝမ်းမြောက်စွာဖြင့်သူပြောခြင်းရာတွေကိုလူဝင်ကြီးမောင်နှံကိုပြောလိုက်လာပါတော့ပန်းမွေတွေကိုမြင်နေအာရပါရခုပြီးဘူကောင်းထက်က ရှုပ်ပွားနေသောသပင်တဲသို့ထိုးဆိုင်လိုက်ဖြင့်အပျော်ကြီးပျော်နေရှာသည်ညာမေတင်ကပျော်ရွှင်စွာ ခြေလန်းတွဲတွဲလှမ်းသွားနေသည်မြတ် လူဝင်ကြီးမောင်နှံကလည်းတားဆီးခြင်းမပြုဘဲညာမေတင်ကို အလိုလိုက်သောအမျိုးသဘောဖြင့် တကောက်ကောက်တိုင်နေကြသည်အမှန်မထင်လာခဲ့ကြရာသူတို့မိသားစု၃ယောက်သည်အတိုက်ရှိနေသည့်တစ်ပင်ကြီးနှင့်တော်တော်ပင်ဝေးကွာနှမ်းသည့်နေရာသို့ရောက်နေကြလေပြီသူတို့မိသားစု၃ယောက်လုံးတတိပြူမိလိုက်သည်ကသူတို့သည်အခုသောတောင်ချေသို့ရောက်နေသည် တောင်ချေစင်ကြီးကျောတွင် လူသွားလန်းရောင်ရောင်လေးကိုတွေ့လိုက်ရသောအခါလူဝင်ကြီးမောင်နှံသည်ညာမေတင်လက်ကိုပြိုင်လူဆွဲကခြေလှမ်းတုံလိုက်ကြသည်ညာမေတင်ကလည်းမိမိရော့ရော့ပျော်ပျော်ရွှင်ရွှင်သွားနေရမှကိုရှိန်တက်ကလူဝင်ကြီးမောင်နှံမျက်နှာကိုမောကြည့်လိုက်သည်တော်ရိုင်းတရိတ်ဆန်တွေဤသဘာဝသည်ကြောင့်လူဝင်ကြီးမောင်နှံကရက်ဆိုင်လိုက်တော်လဲလူသားသားလေးဖြစ်သောညာမေတင်ကဘာမှန်းမသိချေခလန်းလန်းတောင်ချီတနေရာအစ်ပင်ထဲမှတလူလူတက်နေသည့် ပြားလေသောမိโกတန်းကိုလူဝင်ကြီးမောင်နှံကလက်ညှိုးညွန်ကညာမေတင်ကိုပြကြသည်ထို့နောက်နှကောင်လုံးဘာသာဘာဝအတန်မျိုးကို ခတ်တိုးတိုးမြည်ကညာမေတင်ကိုတယောက်တစ်ဖက်ဆွဲကြပြီးနောက်ကြောင်းကိုနှင်းမြန်စွာလှည့်လိုက်ကြသည်လူတွေနှင့်နီးနေပြီးဘေးအန္တရာယ်ရှိခြင်းရှိလာနိုင်သည်ဦးတော်သဘောမျိုးဖြစ်သည်ကိုညာမေတင်နားလည်လိုက်သည် ထို့ကြောင့်လူဝင်ကြီးမောင်နှံနှင့်သူနှင်းမြန်စွာခြေဦးလှည့်လိုက်၏ သို့တော့သူတို့နောက်ကျသွားလိမ့်မည်။မိုးတွေရွာလာသည့်အခါမိုးကောင်းငင်မော်ကားမြည်ဟီးသည့်အတန်ကြီးတို့ညမေတင်ထင်လိုက်သောအတန်မျိုးကြီးတစ်ချက်ကြားလိုက်ရပြီး လူဝင်အထီးကြီးသည်အတန်နယ်ကြီးဖြင့်အော်ကားအတန်ထွက်ပေါ်လာရစီသို့တဟုန်ကိုခုံလွှားသွားလိုက်သည်။လူဝင်ထီးကြီးခုံလွှားရသူလူဝင်မကြီးကပါနှင်းမြန်စွာပြေးလိုက်သွားသည်ညမေတင်အံအားသင့်ကကြောင်ကြည့်နေစဉ်တွင် သူတို့မိသားစုမူလကရက်နေခဲ့သည့်နေရာအနီးကြီးမားသောခြုံကြီးတစ်ခုတွင်မှတစုံတဦးသောတရဝါနှင့် လူဝင်ထီးကြီးသည်တဲတဲမဲမဲတပ်ပုံနေတော်သည် ရန်သူတရဝါသည်တကောင်လည်းမဟုတ်လေးကောင်တောင်ဖြစ်သည်သုံးကောင်သောတရဝါတွင်နှင့်လူဝင်ကြီးမောင်နှံတို့တပ်ပုံနေကြစဉ်ညာမေတင်သည် သူမိဘလူဝင်ကြီးမောင်နှံကိုပူညီမိဟုသောစိတ်ဖြင့်သူတဲ့တကန်းကွာမှရှိနေသော ်တစ်ပင်ပေါ်မှကျိုးကျနေသည့်ဒေကိုင်းတစ်ခုကိုခင်းမြန်းစွာကောက်ယူလိုက်သည်ထို့သောညာမေတင်ဒေကိုင်းကိုကောက်ယူလိုက်ပြီးသည့်ခါတွင်မူသူမိဘတွင်နှင့်တပ်ပုံနေသည့်တရဝါမျိုးတစ်ကောင်သောတရဝါသည် သူအနားရောက်နေလေပြီညာမေတင်အနားကိုမကပ်ဖဲကျင်လဲစွာကျိုးကွင်းပြေးဖမ်းလိုက်သောအခါညာမေတင်သည်လက်နှစ်ဖက်ပါကျူးဖြင့်ဒုတ်ထားပြီးသလိုဖြစ်နေသောကြောင့်အလွန်အမင်းဒေါသထွက်ခြင်းဖြစ်လာသည် အာကုံယုံကန်ရင်လူဝင်ကြီးမောင်နှံနှင့်သူအပြန်လှန်။ပုံနေကြအတန်းမျိုးတိုင်းဒေါသတကြီးကျဲလောင်စွာ အော်လိုက်သည်။ညာမေတင်အော်လိုက်သည့်အချိန်တွင်ကစောစောကညာမေတင်ကြားလိုက်ရသည့်မိုးကောင်းငင်မှမြည်ဟီးသည့်အတန်းကြီးမျိုးမြည်ဟီးကညာမေတင်ဤကျေးဇူးရှင်လူဝင်ကြီးမောင်နှံကရင်ခွင်တစ်ပြင်လုံးသွေးတွေရဲရဲယိုစီးကမြေပြင်ပေါ်တွင်လှူးလှိမ့်နေကြရှာသည်။တရဝါနှကောင်းသည်ဒံရရထားသည့်အတွင်ဖြင့် ရှုံးမဲ့ညီညူကလူလိမ့်နေသောလူဝင်ကြီးမောင်နှံနှင့်ခလန်းလန်းမှ ထိုင်နေကြသည်။တကောင်သောတရဝါကညာမီတင်ကို မနိုင်မနှင်းဖြစ်နေသောသူ့အဖေါ်ကိုကူရန်ပြေးလာသည်။ကျိုးဝင်းစောဖန်သားချင်းခံနေရသောညာမီတင်သည်တရဝါနှကောင်ဤလက်မှညီတို့လွတ်နိုင်ပါမည်နီ။လူဝင်အမလေးဟာလူတိုင်းပဲမသေးစေနဲ့အရှင်ရအောင်ဖန်း။ဒံရဖြင့်ထိုင်နေသောတရဝါနှကောင်နဲ့တကောင်သောတရဝါကအော်ပြောလိုက်သည်။ သူတို့ပြောသည့်စကားကိုညာမေတင်နားနယ်လိုက်သည်ထိုတရဝါတွေသည် လူတွေဖြစ်ကြောင်းညာမေတင်သိလိုက်နေပြီသို့သောသူချစ်သောယေရှုရှင်လူဝင်ကြီးမောင်နှံကိုရံပြူသောသူများဖြစ်သောကြောင့်ညာမေတင်သည် သူ့လိုလူချင်းချင်းဟူသော စိန်မျိုးမထားနိုင်မဲဆက်ဆုပ်ရွှေရှာမုံဒီစွာဖြင့်အဖက်မခံမဲခြေဖြင့်ကန်ခြင်းဦးကောင်းဖြင့်တိုက်ခြင်းပါးစပ်ဖြင့်ကန်ခြင်းစသည်ဖြင့်ခုခံနေသည် တန်ဆွမ်းသောညာမေတင်ကိုရုတ်တရက်ဖမ်းမရနိုင်အောင်ဖြစ်နေကြသည်ညာမေတင်သည် ရန်သူနှစ်ယောက်ကိုဂယုဆိုင်ခုခံနေရသောကြောင့်လူဝင်ကြီးမောင်နှံကိုမကြည့်နိုင်ဘဲဖြစ်နေခိုင်းမှာလူဝင်မကြီးအော်တန်ကို ကြားလိုက်ရသည် လူဝင်အမကြီးအော်တန်သည်ညာမေတင်ပုံနေသည့်ခါများမှာညာမေတင်ကို တန်တာအော်ဟီသည် ကြည်ခွဲသောအော်တန်ကြီးဖြစ်သည်ညာမီတင်ကလည်းမိခင်လူဝင်မကြီးအားသူတို့အတန်နှင့်အလားတူအတန်မျိုးပြန်ပေးလိုက်သည် ။လူဝင်မာကြီးထံကနောက်ထပ်ဘာသံမျှထွက်မလာတော့ချေ။ညမေတင်သည်လူဝင်ကြီးမောင်နှံကိုမကြည့်အားပဲရုံရင်ကန်ရင် ခုကန်ရင်ဖြင့်လူဝင်တန်တိုင်းဒေါသကြီးစွာအတန်ကုန်អော်လိုက်ပြန်သည်။ထိုခိုက်သူ့ကိုဖမ်းရန်ကြိုးစားနေသောလူနှစ်ယောက်သည်မည်သည့်နေရာက ပြည်လိုက်မှန်းမသိရသောကြောက်ခဲကြီးကြီးသုံးစီဥကောင်းကို လာမှန်သည်ဟက်တဲကွဲသွားသောဥကောင်းမှသွေးတွေဖြာကြလာသည် လူနှစ်ယောက်သည်ဥကောင်းတန်ရာကိုလက်ဖြင့်အုပ်ခါညာမေတင်ကိုလက်လွတ်လိုက်ပြီး တောင်မြောက်ဝဲရာကြည့်နေစဉ်မှာနောက်ထပ်ကြောက်ခဲနှလုံးသည်ထိုင်နေသော လူနှစ်ယောက်ဥကောင်းကိုဖြိမှန်လာပြန်သည် ထိုလူနှစ်ယောက်ဥကောင်းသည်လည်းဟက်တဲ့ကွဲကတွေးတွေးကြလာသည်ထိုနောက်ကြောက်ခဲတွင်ဇက်တိုက်ထွက်လာသောအခါလူလေးယောက်သည်ညာမေတင်ကိုဖမ်းရန်အရေးဘေးဖယ်ထားလိုက်ပြီးသူတို့လေးယောက်ဘူးကတ်ကသူတို့ထဲမှာရှိနေသော ဒုတ်ချောင်းလိုရှည်မျောမျောအရာတွေနဲ့ကြောက်ခဲထွက်ပေါ်လာရဘက်ကိုချိန်ထားပြီးစောင့်ကြည့်နေကြသည်သို့သောသူတို့စောင့်ကြည့်နေသည့်ဘက်ကကြောက်ခဲမလာတော့ဘဲသူတို့မကြည့်သည့်ဘက်ကထွက်ပေါ်လာပြီးသူတို့ဥကောင်းတွေကိုနောက်တစ်ချက်စီ꿰စီပြန်သည်ပြေးကြစို့ပြေးကြစို့လူဝင်မကိုတက်ပစ်ခဲ့ဆက်ပြေးလွတ်တလို့ကြောက်ခဲတွေသည်တလုံးပြီးတလုံးနှင်းမြန်စွာဆက်တိုက်လာနေသည်လာသည်များကြောက်ခဲတွေသည်အလွတ်မရှိဘဲ လူလေးယောက်ဦးကောင်းကိုလက်တွေမှာနေရအနှံပြထိမှန်နေသည်ကြောက်ခဲလာသည့်ဘက်ကိုသူတို့လက်ထဲကရှီမျောသည့်အရာများဖြင့်ချင်းကမြည်သို့လုံးလိုက်သည်မသိပြင်းထန်သောအတန်းကြီးများမြည်ဟီးထွက်ပေါ်လာသည်လူလေးယောက်သည်ညာမေတင်ကိုပြစ်တက်ခဲ့ရန်ပြင်းရင်ရှောင်းရင်ကြီးလိုက်သည့်ခါတွင်မူညာမေတင်သည်မြည်သည့်ချင်းကပျောက်ကွယ်သွားသည်မသိမတွေ့ရတော့ချေသူတို့လက်ထဲကမြည်ဟီးတန်းကြီးထွက်လာသောအရာများဖြင့် ပြည့်ခတ်တော့လဲတစ်ဖက်ရန်သူမှာထိမှန်ဟန်မတူပဲဒီဘက်ကိုသူတို့ကပြည့်နေကြောက်ခဲတွေကဟိုဘက်ကရောက်လာရောက်လာပြီးသူတို့ကိုထိမှန်သည်ဟိုဘက်ကိုလှည့်ပြည့်နေကြောက်ခဲတွေက မထင်သည့်ဘက်ကရောက်လာပြီးမှန်လိုက်သည်ရန်သူသည်နေရာရွှေ့ပြီးပြည့်ခတ်နေသလားဟုအကဲခတ်တော့လဲတော်သူတန်လှုံရှားတန်ဟူ၍မကြားမမြင်ရချေထို့ကြောင့်ပြည်ရန်တယောက်တော်သူကတတိပေးအော်လိုက်ခြင်းဖြစ်သည် ပြည်ယာမည်အတူတူညာမေတင်ကိုပြစ်တတ်ခဲ့ရန်ကြိလိုက်ကြသည်သို့သောညာမေတင်ကိုမတွေ့ရတော့ချေညာမေတင်ကကြောက်ခဲတွင်အစမပြတ်ရောက်လာ၍ရန်သူလေးယောက်အယူနီဝိုင်းဖြစ်နေစဉ်ကပင်တော်ကြွန်ပြည်သူပြီးပြီးအနည်းရှိရှိုးမြောင်လေးတဲ့သို့လျှောဆင်းပြီးကပင်ရန်လှိုင်းကောင်းလေးတစ်ခုထဲမှပုံနေလိုက်ပြီးဖြစ်သည်ပုံနေလျက်ကသူ့ကိုယ်ကိုဆွထားလျက်ပင်ရှိနေသေးသောကျိုးပင်ကို ခဲရင်စွာကျူးစားဖြစ်နေသည် ဂျိုးဝင်က ခိုင်မြဲလို့သောကြောင့်ချွေတီတီကြအောင်ကြိုးစားနေရသည်ဂျိုးကိုဖြင်းနေမှလည်းသူမိဘလူဝင်ကြီးမောင်နှံတို့စိတ်ထဲမှာပူပန်သောကကြီးစွာ ဖြစ်နေသည် သို့တော်လူဝင်ကြီးမောင်နှံကိုကူညီရန်မှသူကိုယ်ကအနှောင်ဖွဲ့တွေလွတ်မှဖြစ်မည်ကျိုးဒုတ်ထားလျက်နှင့်ရန်သူအမြင်ခံသွားနေပါကရန်သူလည်းသူအစင်သည့်ထိုးအပ်လိုက်သလို ဖြစ်မည်ကိုလည်းစဉ်းစားမိသည်ထို့ကြောင့်လူဝင်ကြီးမောင်နှံတို့ပူပင်တော်ကားဖြစ်လျက်နှင့ ကိုထင်းမပြရဲသေးပဲသူ့ကိုမှနှောင်ဖွဲထားသည့်ဂျိုးဝင်းကိုသာစူးစားဖြေနေသည် ထိုခိုက်လူဝင်ကြီးမောင်နှံကညာမေတင်ကို ရှာမတွေ့သည့်အခါအတန်ပြီးခေါ်သည့်အတန်မျိုးကြာရသည်သို့သောအတန်ကသူချစ်သောလူဝင်ကြီးမောင်နှံ၏အတန်တော့မဟုတ်ချေရန်သူလေးယောက်သည်ဤအတန်မျိုးမြည်သည့်နီးနီးများအမိတတ်မည်မဟုတ်ကြောင်းကိုမူညာမေတင်စဉ်းစားမိသည်ရန်သူတွေနှင့်တပ်ပုံနေစဉ်ကကောင်းထဲမမြင်ရဘဲနဲ့ သူတို့ဘက်ကကူညီတော့မမြင်ရသည့်မိတ်ဆွေကို ပြန်တွေးမိသည်ထိုအကောင်ဖြစ်နေရောသလားညာမေတင်ကတွေးရင်ဖြေမရသေးသည့်ဂျိုးကွင်းတန်းလန်းနှင်းပင်ရှူမြောင်လေးနှကန်းပေါ်သို့ညင်သာစွာတက်ပြီးချောင်းကြည့်လိုက်သည်သူမိဘတပွဲဖြစ်သောကျေးဇူးရှင်လူဝင်ကြီးနှကောင်းနာမှာသူတို့လိုပုံတရံမျိုးစင်စင်လူသောသရဝါတကောင်သည် သူဖငင်လူဝင်ကြီးကိုဂျင်ဂျင်နာနာပို့ပိုက်ထားသည်ကို တွေ့လိုက်ရသည် ရန်သူတွေကိုမူတရားများမမြင်ရတော့ချေအကူညီပေးသည့်မိတ်ဆွေဖြစ်ဟန်သူသောထူတော်ဝါသည် လူဝင်အထူးကြီးကိုကျင်းနာစွာ ပွေဖက်ထားရင်းတောင်မြောက်ဝဲရာကိုကြည်ကာစောစောကညာမေတင်ကြားကြရသည့်အတန်မျိုးကိုပြုလိုက်သည်ညာမေတင်ကရန်သူကင်းရှင်းပြည်ကိုတွေ့ရသောအခါရှုမြောင်လေးနဲ့မှထွက်လာသည် ထိုခိုက်သူဖခင်လူဝင်အထူးကြီးသည်ညာမေတင်ကိုလှမ်းမြင်လိုက်သောအခါကြည်ကြည်ကွဲကွဲအတန်ပြုလိုက်ရှာသည် ကျိုးကွင်းစုထားလျက်ပင်ဖြစ်နေသောညာမီတင်ကအပြေးလေးရောက်သွားသည်။ဖခင်လူဝင်ကြီးနှင့်မိခင်လူဝင်မကြီးကိုကြည်လိုက်သည်။မိခင်လူဝင်မကြီးကတည်နေလေပြီ။ဖခင်လူဝင်ကြီးသည်လည်းယင်အောင်တော်လုံးပွင့်လူနီးပါးဒံယာကြီးတွေကသွေးတွေအိုင်ထွန်းအောင်ထွက်နေသည်။အဖေအမေ အောင်မလေးငါဘယ်လိုလုပ်ရမလဲ။ညာမီတင်သည်လှိုင်လဲစွာအော်ဟင်းငိုကြွေးရင်းမိခင်လူဝင်မကြီး၏ရင်ဝင်ပေါ်သို့ ပြန်နာကိုမှောက်ချလိုက်သည်နင်းဖက်ကမိခင်နှင်းဖခင်ကိုပွေပိုက်လို့တော်ညာလဲကျိုးဝင်ကြီးကဒုတ်ထားလျက်ပင်ရှိနေသေးသည်ဟဲနင်းငါလိုပဲလူစကားပြောတတ်တယ်ဘာမှမသိသူတရဝါကတန်အောပြောလိုက်သည်ညာမေတင်သည်သူတရဝါကို ကြည်လိုက်တော့ခါမှ သူ့လိုပင်တော့ကောင်းကောင်းတည်ကိုဝှထားသည်လူတယောက်ဖြစ်နေသည်ကို တွေ့ရသည်သို့သောမျက်နှာကညာမေတင်လိုရှင်းရှင်းလင်းလင်းမရှိချေ ။ဦးကောင်းကအမွေအမြင်တွေနဲ့လောက်ခန်းပါရီမေးစေးတွေမှာရှိနေသောအမွေအမြင်တွေကတစ်ဆယ်ထည့်ဖြစ်ကတစ်မျက်နှာလုံးရှုံနေသည်ကိုတွေ့ရသည်။သူမြည်သူဖြစ်ကြောင်းညာမေတင်ကမေးမြန်းနေရန် မစင်းစားအာသူ့လိုလူစကားတတ်သူတယောက်ဖြစ်ကြောင်းသိလိုက်နှင့်ငါ့ကိုချီထားတဲ့ကျိုးတွေမြင်မြန်ဖြေစမ်းဟိုအေးတကြီးခိုင်းလိုက်သည်။ ထိုလ်လူကလည်းဘာမှပြန်မမိပဲညာမေတင်ခိုင်းသည့်အတိုင်းလက်ပြန်ကျိုးတုံထားသလိုဖြစ်နေသောကျိုးကို ဖြည့်ပေးလိုက်သည် ကျိုးပြေသွားသည့်နှင့်တပြိုင်နက်ညာမေတင်သည်အတန်ငွေငွေသာရှိတော်သောဖခင်လူဝင်ကြီးကို ပွေယူလိုက်သည်ဖခင်လူဝင်ကြီးသည်ညာမေတင်ကိုကြည့်ကာမျက်ရည်တွေတွေကြာရင်သူ့လက်ထဲမှဆုပ်ထားသော အရာတစ်ခုကိုညာမေတင်အားပေးလိုက်သည်ညာမေတင်က ယူကြည့်လိုက်၏ဖိုအရာက ညာမေတင်တို့လက်မှရှိနေသည့်လက်ချောင်းမျိုးနှစ်ချောင်းဖြစ်ပြီးတပ်ပုံလုံးထွေးနေစဉ်ရန်သူဤလက်ချောင်းနှစ်ချောင်းကိုလူဝင်ကြီးကကိုက်ဖြတ်ထားလိုက်ခြင်းဖြစ်ကြောင်းညာမေတင်သဘောပေါက်လိုက်သည်။ထားငယ်လူဝင်ကြီးသည် လက်ချောင်းပြက်ကိုလက်နှင်းပြပြီးသူတို့ဘာသာစကားဖြင့်မပြီးမသားတခုံးမြည်ဟီလိုက်ပြီးတေဆုံးသွားလေတော့သည် အဖေရေအမေရေငါဘလို့နေရမလဲညာမေတင်သည်မိခင်လူဝင်မကြီးကိုတလှည့် ထခင်လူဝင်ကြီးကြီးကိုတလဲပွေဖဲလိုက်လူဝင်ကြီးနှကောင်ဤရင်ဝင်ကိုဥကောင်းဖြင့်ခွေးလိုက်နှုံမပူဆွေးကြီးကွဲစွာတန်တာပြောဆိုလိုက်ဖြင့်ဦးသေးပြလူများငိုကြွေးရှာတော်သည်သူတို့ကိုကူညီတော်လူသည်ညာမေတင်ကိုတနာကျင်နာစွာကြည့်နေသည်ညာမေတင်တော်ကြအောင်ငိုကြွေးပြီးသောအခါမှထိုလူကတော်ပါတော့ဟဲငါလဲစိတ်မကောင်းပါဘူးငါလဲអော်လိုက်တဲ့တန်ကိုကြားတယ်ဆိုချက်ချင်းလာပြီး ကိုယ်တော်ဝါရီကိုကြောက်ခဲနဲ့ပေါက်တာပဲ။နေအဖေနဲ့အမေကိုသူတို့တတ်လိုက်ကြတယ်လေ။ထိုလူကပြောသည်။ညာမေတင်ကငိုရှာရင်းနားထောင်နေသည်။ထို့နောက်အဖေနဲ့အမေကိုငါဘလို့လုပ်ရမလဲ။ဒီတိုင်းမထားခဲ့ခြင်းဘူး။ယူသွားဖို့ကလည်းငါတယောက်တည်းမနိုင်ဘူးဟုတွေးကတဲထန်းစွာငိုလိုက်ပြန်သည်။အဖေအမေတိုက်ထဲမှာငါတယောက်တည်းနေရတော့မယ်။အမေပိုက်ထဲမှာငါမအိပ်ရတော့ဘူးလား။အဖေရဲ့ငါ့ကိုအမှုပွားပွားတည်ရွေးရှာပေးပါဦး။ ငါတယောက်တည်းနေရတော့မယ်။ညာမေတင်သည် သူပြောတတ်သလိုစကားဖြင့်ပြောဆိုငိုကြွေးနေသည်။မိတ်ဆွေလူသည်ညာမေတင်ကိုကျင်နာစွာ ပြောလိုက်သည်။နေအဖေနဲ့အမေကိုမြေကြီးထဲမှာမြှုပ်ဖို့ဆိုတော့ငါမလုပ်တတ်ဘူးဟာ။ဟောဟိုမြေကြီးအကွဲထဲကို ထက်နောက်ပြီးတို့နှစ်ယောက်ဒေကိုင်းယောက်တွေရှာပြီးတည်တည်ချာချာဖုံးထားရအောင်။ဒီတိုင်းထားခဲ့ရင်တော့ကောင်းလေလားစားကြလိမ့်မယ်။ညာမေတင်သည် သူ့သဘောအတိုင်းမှလည်းဤတိုင်းမင်းစိတ်ကူးမိပါသည် ကြေကွဲလှိုင်လဲစွာငုံနေရမှညာမေတင်က ကောင်းငင်ကို မော့ကြည့်လိုက်သည်ထိုနေရာသည်သူတို့မိသားစုနေထိုင်ခဲ့သည့်နေရာလိုတစ်ပင်ထူထိုင်ခြင်းမရှိသောကြောင့်ကောင်းငင်ကို ရှင်းလင်းစွာ မြင်နိုင်သည်ကောင်းငင်တွင် နေမင်းကြီးသည်ဥကောင်းပေါ်မှာမရှိတော့ပဲသူဝင်သွားတော့မည်ပဲသူတော်တော်လေးတိမ့်နေပြီကို တွေ့ရသည်ဖေနဲ့မိကိုနေပြောသလိုပဲထားရအောင်ငါ့ကိုဝိုင်းချပြီးပါအောင်နော် ။ယာမီတင်ကဖြိုင်ဖြိုင်ကြနေသောမျက်ရည်များနှင်းကိုရှာရင်းပြောလိုက်သည်။အေးပါ၊ကဲ၊မြင်မြင်ထားရအောင်။တော်ကြနေဝင်သွားရင်တို့ပြန်ဖို့မကောင်းဘူးဖြစ်နေမယ်။ထိုလူကလည်းပြောပြောဆိုဆိုဖြင့်လူဝင်မာကြီးကိုအရင်ခြိလိုက်သည်။မိခင်လူဝင်မာကြီးဤနဘာတစ်ဖက်တွင်မူဖခင်လူဝင်ထီကြီးရင်ဝါမှရရှိသည့်ဒံယာမျိုးမှသွေးတွင်အိုင်ထိုးနေသည်ကိုတွေ့ရသည်။အမေအဖေ ညာမေတင်သည်အတန်ကုံအောင်အော်ဟင်းလိုက်သည်အမေနဲ့ဖေကိုတက်သွားတဲ့ရန်သူတွေနောက်တစ်ခါငါနဲ့တွေ့ပါစေငါဖေနဲ့အမေတို့အနေနဲ့ကိုဘိုက်ပါအောင်ပြန်လုံးမယ်ဟဲ့ဒီပါအတွက်လက်စားချင်မိဟူသောစကားကိုအတိတ်ပဲပေါ်အောင် မပြောတတ်ရှာသောညာမေတင်သည် သူပြောတတ်သည့်စကားဖြင့်နာကြီးလေးနဲ့စွာအတန်ကုံဟင်းပြီးပြောလိုက်သည်ထိုနောက်ဖခင်လူဝင်ကြီးပြေးသွားသည့်လက်ချောင်းပြက်ကိုညာမေတင်သည်ရွေကျူးလေးချောင်းဖြင့်တေချာစွာချီနောင်ထားလိုက်သည် ထို့နောက်မိတ်ဆွေလူနှင်းသူမိခင်နှင်းဖခင်တို့ကိုနှစ်ယောက်သားယူရကျင်းနာစွာ ခြိပွေကမြေကြီးအကွဲနေရာသို့ယူလာခဲ့ကြသည်ထိုနေရာကကြီးမားသောတပင်းကြီးတပင်းလဲသွားသောအခါအမြစ်ပါကျိုးသွားသဖြင့်တွင်ကြီးဖြစ်နေသောနေရာ ဖြစ်သည်တွင်ကြီးတဲ့သို့မိခင်နှင်းဖခင်လူဝင်ကြီးမောင်နှံကို ဖြင်းညင်းစွာချလိုက်ကြသည်အနာမှာရနိုင်သမျှသောတေကိုင်းကြောင်တွေမြေကြီးခဲတွေကြောင်တုံးတွေကို နှစ်ယောက်သားမနာမနေတည်ယူကကျင်းကိုဖူကြသည်အတော်အသေးလုံလုံချုံချုံရှိသွားသောအခါမှကဲပြန်ကြစို့နင်းပဲမနေလေတယောက်ထဲမပြန်ဝင်ရင်ငါလိုက်ပို့ပေးမယ်ကျေးဇူးရှင်လူဝင်ကြီးမောင်နှံကိုအဆုံးစွန်ဆုံးပြေခရတော်မူဖြစ်သောအခါယင်းထဲကအသေးနှလုံးသို့ကြွေပြုံးမှုများစိတ်ထိခိုက်စွာမြေချင်းကိုဥကောင်းဆိုင်ငိုကြွေးနေသောညာမေတီပခုံးကိုကင်ပြီးဖုန်လူကမေတီ နေနဲ့ငါနှစ်ယောက်လုံးသွားကြမယ်ဟိုတတော်ဝါရီနောက်တစ်ခါပြန်လာကြရင်နင့်အဖေနဲ့အမေသေးသလိုနေနဲ့ငါတည်နေကြနိုင်မယ်သူတို့လက်ထဲကဟိုမိုးဘော်ကအတန်ကြီးမျိုးညီတဲ့ဟာကြီးတွေရှိနေတယ်နင့်အဖေနဲ့အမေကိုကြည့်ပါလားကြောက်စရာအပေါင်းကြီးတွေဖြစ်နေကြလေထိုလူက ဆက်ပြောသည်ညာမေတင်ကဥကောင်းငိမ့်ပြသည်လက်ဖမိုးဖြင့်မျက်ရည်တွေတုပ်လိုက်ပြီးသူတို့မိသားစုပျော်ပျော်ရွှင်ရွှင်နေလာခဲ့သည်လမ်းကိုပြန်ကြည့်လိုက်သည် ထို့သူကြီးလိုက်ခံမှမျက်ရည်တွေကတားမနိုင်စီမရကျလာပြန်သည်မကြသေးမီချိန်ကပင်မိသားစု၃ယောက်ပျော်ပျော်ရွှင်ရွှင် လာခဲ့ကြပြီးယခုတော့မူသူတယောက်တည်းပြန်ရတော့မည်ညာမေတင်သည် သူမိဘလူဝင်ကြီးမောင်နှံကိုတက်သွားသည့်တံတဝါလေးကောင်ကိုနာကြီးလာစွာဖြင့်အန်ကျိတ်လိုက်ပြန်ကြစို့မိတ်ဆွေလူက ပြောတော့ခါညာမေတင်သည်ဘာမှပြန်ပြောနိုင်အောင်မင်းရင်ထဲမှာစူးကြက်ကြီးကွဲစွာဖြင့် ကျေးဇူးရှင်လူဝင်ကြီးမောင်နှံထံမှရရှိလိုက်သော ရန်သူဤပစ္စည်းအထုတ်ကလေးကိုပိုက်ခါဦးကောင်းငိုက်ဆိုင်ဖြင့်ငိုကြွေးရင်းထွက်ခွာလာခဲ့သည်မိတ်ဆွေလူကသူ့နောက်မှလိုက်လာသည်အတိုက်ရှိရာတပင်းကြီးသို့ရောက်သောအခါမှညာမေတင်သည်ရင်ပွင့်လူအောင်ပူဆွေးရရှာတော်သည် မိခင်နှင့်ဖခင်လူဝင်ကြီးတို့အစာရှာရာမှ ပြန်လာသည့်အခါညာမေတင်ကိုမတွေ့လင်မိခင်လူဝင်မကြီးကကြည်ကြည်ကွဲကွဲ အော်ဟေးခေါ်သည့်အတန်တိုင်း ညာမီတင်သည်လူဝင်ကြီးမောင်နှံကို ကြည်ကြည်ကွဲကွဲအော်ဟစ်တန်တာလိုက်သည် သူနောက်မှလိုက်လာသောမိတ်ဆွေလူပင်ညာမီတင်၏ပူဆွေးမှုကိုကြည်ပြီးမျက်ရည်ကျသည်ညာမီတင်သည်နှုတ်မှပူဆွေးစွာ အော်ဟစ်ရင်းအတိုက်ပေါ်ကို မောကြည့်လိုက်သူပုံနေကြအစ်ပင်ကြီးရှိရာနေရာကိုပြေးကြည့်လိုက်သူကိုရုတ်တရက်မတွေ့သည့်အခါမိခင်နှင့်ဖခင်လူဝင်ကြီးတို့ထိုင်မှိုင်နေသည့်နေရာကိုကြည့်လိုက်ဖြင့်အယူပမာဖြစ်နေရှာသည် ။အဖေနဲ့အမေအတိုက်ကိုပြန်ရောက်လာပြီ။အဖေနဲ့အမေငါးစီကိုပြန်လာခဲ့ပါတော့။ငါတယောက်တည်းအတိုက်ထဲမှာနေရတော့မှလား။ငါစောင့်နေတယ်။ပြန်ခဲ့ကြပါတော့။အဖေနဲ့အမေရေ ပြန်ခဲ့ကြပါတော့။ညာမေတင်ဒီစိတ်ရှိလက်ရှိအော်ဟင်းငိုကြွေးရင်စိတ်ထိခိုက်လာသဖြင့်အတန်ဒီနေဝင်သွားကသတိလေပြီးမြေပြင်ပေါ်သို့အယုတ်ကျိုးပြက်ပုံလျက်သားဒဲကျသွားရှာတော့သည်။ဟုတ်ကဲ့ပါရှင်။ ပိုင်းလေးကိုဒီမှာပဲရန်နာလိုက်ပါမယ်။ကျမတို့နောက်ထပ်အပိုင်း၅မှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။နောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။